ထိုင်းနိုင်ငံနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့နယ်စပ်အငင်းပွားမှုမှာအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုလူထုထောက်ခံမှုရဖို့အတွက်တရားဝင်စုဝေးဆန္ဒပြဝဲကြီးတရက်ပြုလုပ်နိုင်ဖို့တောင်းပန်များစွာတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေဖနွမ်းပင်မြို့မှာဗုဒ္ဓုံတွေကလမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာနေရာယူထားတဲ့တပ်ဖွဲ့တွေနဲ့ကမ္ဘောဒီးယားဆိုရကိုထောက်ခံရေးသွေးစည်းညီညွတ်မှုချီတက်ပွဲကြီးမှာပါဝင်ဆင်နွှဲနိုင်ဖို့ဝန်ကြီးချုပ်ဟွန်မာနက်စ်ရဲ့ညီဒူးဝန်ကြီးချုပ်ဟွန်မန်နီကောင်းဆောင်နဲ့ကြီးမားတဲ့လူအုပ်ကြီးတွေဟာလမ်းမတွေပေါ်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ဟိုမာနက်စ်နဲ့တူဖခင်ခေါင်းဆောင်ဟောင်းဟွန်ဆန်တို့ရဲ့ဓပုံတွေနဲ့အလံတွေကိုကင်ဆောင်ပြီး ထောက်ခံသူလူအုပ်ကြီးကဖနွမ်းပင်မြို့လယ်မှာရှိတဲ့လွတ်လပ်ရေးထိမ်းမှတ်ကြောက်တိုင်ရှိရာကိုခြိတက်ဆန္ဒပြခဲ့ကြတာပါ။မြစိန်အောင်သတိကံနေမီလို့တည်ကြတဲ့အငင်းပွားဒေတာမှာနှစ်ဖက်တပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်ခဲ့ကြရာမေလ28ရက်နေ့ကကမ္ဘောဒီးယားစစ်သားတအူးတေဆုံခဲ့ပါတယ်။အဲ့ဒီသတိကံနေမီဟာထိုင်းလာအို ကမ္ဘောဒီးယားသုံးနိုင်ငံစုံရဒေတာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်နှစ်ခုစလုံးကမိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက်ပြစ်ခတ်ခဲ့ရတာလို့ပြောထားကြပါတယ်။အငင်းဘွားနေရာ၄နေရာအတွက်ကူညီဖြည့်ရှင်ပေးဖို့ကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာတရားရုံး ICJ ကိုပန်ကြားထားတာပါ။အဲ့ဒီနေရာ၄နေရာဟာပြီးခဲ့တဲ့လကပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ရှီဟောင်ဖျားကြောင့်တွေရှိတဲ့၃နေရာတို့ဖြစ်ကြပါတယ်။ နောက်ထပ်စီးရေးတိုက်ပွဲတွေမဖြစ်ပွားစေဖို့ကာကွယ်တဲ့အနေနဲ့အဲ့ဒီလို လုပ်ခဲ့ရတာဖြစ်ကြောင်းကမ္ဘောဒီးယားခေါင်းဆောင်တွေကထပ်တည်းလည်းပြောကြားထားပါတယ်။ထိုင်းနိုင်ငံနဲ့ငြိမ်းချမ်းရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားလိုပါကြောင်းဟွန်မန်နက်စ်ကအင်္ဂါနေ့ညနေမှာပြောခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက်အခုလို ICJ ကိုတိုင်ကြားခဲ့တာဟာကျွန်တော်တို့ရဲ့အကောင်းဆုံးရွေးချယ်မှုပါပဲလို့သူကပြောပါတယ်။ မကြသေးမီကပြုလုပ်ခဲ့တဲ့နေဆက်ဖြတ်ကျော်မှုကန့်သက်ချက်တွေကိုပြန်လည်ရုပ်သိမ်းပေးဖို့တောင်းဆိုချက်ဘန်ကောက်ကညှင်းဆိုခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကတစ်တီးတွေနဲ့ဟင်ဒီဟင်းရွက်တွေတင်သွင်းတာကို ကမ္ဘောဒီးယားနိုင်ငံကအင်္ဂါနေ့မှာပိတ်ပင်ခဲ့ပါတယ်။ထိုင်းနိုင်ငံကဇလန်းတွေရုပ်တံအစီအစဉ်တွေနဲ့ရုပ်ရှင်တွေကိုပြသခြင်းမပြုဖို့ကမ္ဘောဒီးယားနိုင်ငံကပိတ်ပင်ထားတာပါ။ အတုံးများထင်ရှားတဲ့နေဆက်ဂိတ်ကိုလည်းပိတ်ထားလိုက်ပြီးထိုင်းနိုင်ငံကအင်တာနက်ကိုလည်းဖြတ်တောက်ထားပါတယ်။ဆက်ဆံရေးပုံမှန်ပြန်ဖြည့်ရေးမှာထိုင်းအာဏာပိုင်တွေအပေါ်သာမူတည်နေတယ်လို့ဟိုမာနက်စ်ကအင်္ဂါနေ့မှာပြောပါရယ်။အခုတော့ဘောလုံးကထိုင်းကွင်းထဲမှာထိုင်းစစ်တပ်ပတ်မှာပါလို့သူကဆက်လက်ပြောကြားခဲ့ပါရယ်။ထိုင်းကလည်းညှိနှိုင်းဆွေးနွေးအဖြစ်ရှာလိုကြောင်းပြောကြားထားပြီးတရားမဝင်ဆက်သွယ်မှုတွေမပြုလုပ်ဖို့ကမ္ဘောဒီးယားနိုင်ငံကို တိုက်တွန်းပြောကြားထားပါရယ်။ ဟွန်ဆန်ရဲ့ဒေါသတကြီးဝင်ရောက်ဆွတ်ဖက်ပြောဆိုမှုတွေကိုရည်ညွှန်းပြောဆိုပုံရပါတယ်။ဟွန်ဆန်ဟာ2023ခုနှစ်ကယာဒူးကနှုတ်ထွက်ခဲ့ပေမဲ့လည်းအခုအထိဩဇာအာဏာကြီးမားစေရှိနေတာပါ။နေဆက်ပြဿနာဟာအင်ဒိုချိုင်းနာဒေသကိုပြင်သစ်တို့တင်ပိုက်ထားတဲ့အချိန်ကီလိုမီတာ800မိုင်900နေဆက်ကိုပြင်သစ်တို့20ရာစုအစောပိုင်းကရေးဆွဲစဉ်ကလေးကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အရင်ကနေဆက်ဖျားချောင်းကိစ္စနေမြေအငင်းပွားမှုပေါ်ပေါက်ခဲ့ရမှာလဲကမ္ဘောဒီးယားနိုင်ငံဟာ ICJ ရဲ့အကူအညီကိုတောင်းခံခဲ့ပူပါတယ်။အငင်းပွားပရိဟာဘီဟာဖျားချောင်းကို ကမ္ဘောဒီးယားနိုင်ငံကပိုင်ဆိုင်တယ်လို့တရားရုံးက1962ခုနှစ်မှာဆုံးဖြတ်ခဲ့ပါတယ်။ဖျားကြောင်တဲ့ကက်လျက်နေရာကိုလည်း ICJ ကကမ္ဘောဒီးယားနိုင်ငံကို2013ခုနှစ်မှာပေးအပ်ခဲ့တာပါ။ထိုင်းနိုင်ငံကတော့တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုလက်မခံဘူးလို့ပြောကြားခဲ့ပါဗျ။ 2008ခုနှစ်ကတည်းကဒေတာတွင် နေမည်အငင်းပွားမှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေအတွင်28ဦးသေဆုံးခဲ့ရပြီးဖြစ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်ကိုပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။